ရွာထဲမှာစုဟမ်းမြဲအလူကျော်ဆိုင်လေးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီအလူကျော်ဆိုင်လေးနဲ့တစ်ဆက်အများကြီးတော့မရှာနိုင်ခဲ့ပါဘူး။ဒါကြောင့်မလို့သူကတော့မြို့ပေါ်တက်ပြီးတော့မှအလူကျော်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ဆုံးဖြတ်ခဲ့တာပေါ့။ရမကြီးအခုတော့ငါမြို့ပေါ်တက်ပြီးတော့ဆိုင်ဖွင့်မှပဲဖြစ်တော့မယ်။ဒီမှာကဘာမှအလုံးမဖြစ်ဘူးပတ်စံလည်းမရဘူး။အစားလေကောင်းကောင်းမှမရှာဖွေနိုင်တော့။ကလေးနှစ်ယောက်အတွက်လည်း ကျောင်းထားရအောင်မယ်အဒီအတွက်ပတ်စံရှာရမှာအင်းပါအင်းပါရှင်အစဉ်ပြေတယ်လို့လို့ပါတီလိုနဲ့ဆိုဟမ်ကတော့သူ့မိန်းမနဲ့ကလေးနှယောင်းနဲ့အတူတူမြို့ပေါ်ကိုတက်လာခဲ့ပါတယ်မြို့ပေါ်ရောက်တဲ့အခါမှာပဲမိန်းမဖြစ်တဲ့ရမားကသူ့ကိုပြောခဲ့တယ်ရှင်ကဘလို့ထင်တာလဲဒီမြို့ပေါ်မှာကျမတို့ရဲ့အာလူကျော်ဆိုင်လေးဖွင့်လို့ရမယ်လို့ထင်တာလား ဒီမှာတော့မဟုတ်လေအစကတည်းကနေရာတကာတိုင်းမှာစားစရာတွေကပေါတော့နေတာပဲအားလုံးကဒီစားစရာတွေရောင်းနေကြတာဒီအချိန်မှာ ကျမတို့ရဲ့စင်ရဲသားရဲ့လက်ရာအာလူးကြော်ကိုဘသူကလာစားမှာတော့အခုချိန်ထိအလုတ်တော်မစရသေးဘူးအဲ့ဒါကိုနင်ကခုကလေးကအရှုံးပေးလိုက်ပြီလားအခုချိန်မှာတော့သူတို့ကသူတို့နေဖို့အတွက်ဆိုပြီးတော့မှအိမ်ကားလိုက်ရှာကြတယ်ဒီတတတတနဲ့အခန်းလေးတစ်ခန်းရသွားခဲ့ပါတယ်ဒီလိုနဲ့သူတို့ကအဲ့ဒီအိမ်မှာနေခဲ့ကြတယ် ရင်အနေငယ်အကြာမှာတော့ဆိုဟမ်ကသူ့ရဲ့အိမ်သားလေးမှာပဲအာလူကြော့ဆိုင်တဆိုင်ကိုဖွင့်လိုက်ပါတယ်။သူ့ရဲ့အနီးနားမှာလည်း fast food တွေရောင်းတဲ့ဆိုင်အများကြီးကိုပြည့်နေနေခဲ့တယ်။အเจ้าမလို့သူ့ရဲ့ဆိုင်မှာဈေးဝယ်နည်းနည်းပဲလာခဲ့တယ်။သူကပစ္စည်းတွေရင်ထားသလောက်တဝက်ပဲရောင်းရတယ်။ဒီလိုနဲ့ဆိုဟမ်ကအရန်စိမ့်ညစ်ပြီးတော့မှမိမဖြစ်တဲ့ရမားကိုပြောတယ်။ရမားကြီးဒီမှာတော့အားလုံးက fast food ကိုပဲကြိုက်ကြတာ။ ငါရဲ့အလူကြော်ကိုတော့လူတွေတော်တော်နှဲပဲဝယ်ကြကြတာအဲ့ဒါဆိုရင်တော့ဘလို့အလုပ်ဖြစ်မှာတော့ယောက်သားရဲ့ဒီအခမ်းလားစာလေးပေးရအောင်မလေးတွေလည်းအတူတူရှိတယ်သူတို့ကိုအငက်လဲထားလို့မရဘူးအဆိုနေရာကောင်းတနေရာရှာမှဖြစ်မယ်ထင်တယ်အဲ့ဒီမှာအလူကြော်လေးကောက်ကောက်ရောင်ရအောင်လို့ပေါ့အဲ့ဒီနေရာမှာလူတွေကအလူကြော်မများစားရတာကိုကြိုက်တယ်အဲ့လိုနေရာမှာသွားရောက်မှရမှာအဲ့ဒါတော့ဟုတ်တယ်ဒါပေမဲ့အဲ့လိုနေရာဘမရမှာတော့အဲ့ဒီအချိန်မှာပဲအိမ်ပိုင်ရှင်ကရှာလာခဲ့ပါတယ် ့နေရာကတော့နာဂပူရာပဲရှိမှာအဲ့မှာမီးရထားရုံရောဘတ်စတော့ရောနှစ်နေရာလုံးရှိတယ်အဲ့မှာလူမျိုးပေါင်းစုံလာကြတယ်အဲ့မှာသွားရောက်လို့ရှိရင်အလောက်ကတေချာပေါက်ဖြစ်မှာဆိုတော့အမယုံကြည်တယ်ယောက်သားကလည်းအဲ့ဒီစတေရှင်ကမာစတာနဲ့အရန်ကိုခင်တယ်အဲ့ဒါဆိုရင်ကုညီပြီးပြောပေးလို့ရတယ်ဒါဆိုနေတော့ကိုဆိုင်ဖွင့်ခွင့်ပေးလိုက်မှာအရန်ကျေးဇူးတင်ပါတယ်အမရဲ့ကျွန်တော်တို့ကိုကုညီပေးဖို့အတွက်အများကြီးကျေးဇူးတင်တယ်နော် လို့နဲ့အနီတာကတော့သူ့ယောက်ျားနဲ့ဖုန်ပြောခဲ့ပါတယ်။နောက်နေ့မှာပဲသူ့ယောက်ျားကစတေရှင်မာစတာနဲ့စကားပြောကြည့်ပြီးတော့မှစတေရှင်မာစတာကလည်းသူ့ဟမ်ကိုဈေးဆိုင်ဝင်ဖို့အတွက်ခွင့်ပြုလိုက်ပါတယ်။အလူကျော်အနံ့လေးကဈေးဝယ်တိုင်းကိုဆွဲဆောင်နေခဲ့ပါတယ်။ကြောင်မလို့အခုချိန်မှာတော့ဆိုဟမ်းမြက်ဈေးဆိုင်မှာခရီးသည်တွေကဈေးလာဝယ်ပြီးတော့မှစားကြတာပေါ့တရံမှာလည်းဈေးဝယ်တယောက်ကလာပြီးတော့မှသူ့လက်ရအာလူကျော်စားပြီးတော့အယမ်းဖြော်သွားခဲ့ပါတယ် ။ဗောင်အရန်စားလို့ကောင်းတာပဲ။တော်ကောင်းနေဈေးလေသက်တာရဲဆိုတော့ကိုအစီပြေတာပေါ့။မန်တိုင်းပြောရမယ်ဆိုရင်တခုခုစားကျင်နေဆိုရင်ဆိုင်ကြီးတစ်ဆိုင်မှာသွားမှစားရတာ။အိမ်မှာဈေးကြီးကြီးနဲ့ဝယ်စားရတာ။ဒီလောက်လည်းစားလို့မကောင်းဘူးပြီးတော့တနေ့ကုန်လုံးရှာတဲ့ပတ်စံကအဲ့ဒီစားတဲ့ထဲမှာပဲနှမျောသွားတာလေ။ဘာမှပြန်မရတော့ဘူး။ဒါပေမဲ့ညီလေးရှိမှာဒီစီတတတာနဲ့အာလူကျော်စားပြီးတော့မှဆက်နေလဲပူတာပေါ့ပိုင်လဲဝရင်ညံကောင်းနေညံကျေစုတင်ပါတယ်အကိုရဲ့ ။ဝအောင်စားပါနော်။ဒီလိုနဲ့အချိန်တွေကုန်ဆုံးခဲ့တယ်။အခုချိန်မှာတော့အိမ်မှာသွားလာနေတဲ့ခရီးသည်တွေကစိုဟမ်းမြေဆိုင်မှာမသွားရဘူးဆိုရင်ကိုမနေနိုင်တော့ပါဘူး။ဒါကြောင့်ဖောက်သည်တွေအများကြီးလဲရခဲ့ပါတယ်။တနည်းမှာတော့တထေးစီကအိတ်တွေအများကြီးကင်ပြီးတော့မှစိုဟမ်းမြေဆိုင်ရှေးကနေဖြတ်တန်းသွားနေခဲ့တယ်။အဲ့ဒီအချိန်မှာသူ့ရဲ့အိတ်နဲ့ထိပြီးတော့မှစိုဟမ်းမြေဆိုင်ပေါ်မှာတင်ထားတဲ့ပစ္စည်းတွေအလုံးပြုတ်ကျသွားခဲ့ပါတယ်။ ။ဒါကြောင့်မလို့ဆိုဟမ်းမြေပစ္စည်းတွေထိခိုက်နေတာဆုံးရှုံးမှု ဖြစ်သွားခဲ့တယ်။ဒါပေမဲ့တတိယကြီးကပြန်လန်ပြီးတော့မှသူ့ကိုပဲပြန်អော်ခဲ့တယ်။ဒီကလမ်းပေးမှာရဲရမှာဩဘာလို့လမ်းပေါ်မှာရက်နေရတော့အဲ့ရပစ္စည်းတွေကိုချပြစ်လိုက်ပြီးအဲ့ရဈေးကြီးတွေအင်းကြီးတွေကိုလည်းပြက်စီးအောင်လှုပ်လိုက်ပြီပဲဒါပေမဲ့လည်းဆရာကြီးဒီထဲမှာကျွန်တော်အမဘာပါလို့လဲတတိကြီးကြောင့်မလို့ကျွန်တော်ရဲ့ပစ္စည်းတွေအကုန်လုံးဆုံးရှုံးနေတာပြီကျွန်တော်ရဲ့ရှုံးသွားတဲ့အရာတွေကိုပြန်ရောပေးပါဒါကိုကြားပြီးတော့မှတတိကြီးကသူ့ကိုပါတစ်ချက်ရိုက်လိုက်တယ် တော့ station master ကိုလည်းတိုင်ကြားလိုက်တယ်။တတိစီကအရန်ချမ်းသာပြီးတော့မှဂုံတူးရဒူးရီရှိတဲ့အတွက်ကြောင့်မလို့ station master ကလည်းဆိုဟမ်ကိုထူနီယာကနေထုတ်လိုက်ပါတယ်။ပြောင်းခွင့်လည်းတင်လိုက်တယ်။ဒါရီကုံလုံးကိုရမားကတီသွားတဲ့အခါမှပြောပါတယ်။ဘလို့လူတွေများနေကြလဲမသိဘူး။အခုတော့ဘလို့လုံးကြတော့မလဲ။ အခုချိန်မှာတော့ဆိုဟမ်ကအိမ်မှာပဲနေရတော့တယ်တပတ်မှာတော့သူရဲ့ဖောင်းတယ်တွေကသူမလာတဲ့အတွက်ကြောင့်မလို့စောင်းမြော်နေကြတယ်သူတို့တွေကဟမ်အချောင်းကိုပဲတောက်လျှောက်မေးနေခဲ့တယ်ဆိုဟမ်ရဲ့အာလူကြော်ကတိတ်ကိုကောင်းနေတော့ဒါအရသာရှိတယ်လို့အာလူကြော်ကလည်းဘယ်မှမဝယ်လို့မရဘူးရန်ကိုတရေရတယ်ကွာအဲ့ဒီစကားတွေကိုဆိုဟမ်ရဲ့ဖောက်တဲ့တယောက်ကကြားနေခဲ့ပါတယ်သူကိုယ်တိုင်ကပဲစတေရှင်မာစတာရှိကိုသွားခဲ့ပါတယ် ဆရာလောက်တာတော်တော်ကိုမှားသွားပြီပဲဆိုဟမ်းကိုပြန်ခေါ်လိုက်ပါလားကျွန်တော်ကိုယ်တိုင်မြင်နေအဲ့တထေးကြီးကသူ့ရဲ့ပစ္စည်းတွေနဲ့သူ့ရဲ့ဆိုင်ကိုတိုက်ချလိုက်တာရဲ့ပစ္စည်းတွေလည်းအများကြီးဆုံးရှုံးသွားတာစကားကိုလက်ခံပြီးတော့မှစတေရှင်မာစတာကဆိုဟမ်းကိုပြန်ခေါ်လိုက်ပါတယ်ပြန်ကြည့်စုတင်ပါတယ်ကိုရဲ့ဟိုနေကနေစပြီးဆိုဟမ်းကပြန်ပြီးဆိုင်ဖွင့်ခဲ့ပါတယ်ရှိမှပြန်ပြီးတော့မှဈေးဝယ်ရလာခဲ့တယ်။သူဟမ်းကိုကြည့်ပြီးတော့ဈေးဝယ်ရအားလုံးကအရှမ်းကိုပျော်နေခဲ့ကြတယ်။သူနဲ့ရက်တွေကုန်ဆုံးခဲ့တယ်။ တနည်းမှာတထေးကြီးကအိတ်ထဲမှာပတ်စံလေးအများကြီးထည့်ပြီးတော့သွားနေခဲ့တယ်။အနောက်ကနေဓမြနှယောက်ကလိုက်နေခဲ့တယ်။နေရကြမှာဓမြနှယောက်ကသူ့ရဲ့အိတ်ကိုလမ်းလူလိုက်တယ်။ပြီးတော့ထွက်ပြေးသွားခဲ့ကြတယ်။ဒါကိုမြင်ပြီးတော့မှဆိုဟမ်ကသူ့ရဲ့ပစ္စည်းတွေဇယောင်းနာတွေကိုထားပြီးတော့မှအဲ့ဒီသခိုးနှယောက်ကိုအသေးရိုက်ခဲ့တယ်။ရောသူတို့ရှိကပဆန်ကိုရအောင်ပြန်လူပေးတယ်။ဒီအချိန်မှာသူတို့နှစ်ယောက်ထဲကတယောက်ကဆိုဟမ်ကိုဓာတ်နဲ့ထိုးလိုက်ပါတော့တယ်။ဒါကိုကြည့်ပြီးတော့မှသူ့ရဲ့ဈေးဝယ်တွေကစိတ်တူပြီးတော့မှသူ့ကိုပြန်ရိုက်ခဲ့တယ်။ ီအကြီးကသူ့ကိုမမြန်လေးစိမ်းအောင်တင်ပေးလိုက်တယ်။အကြောင်းမလို့သူ့အသက်ကလည်းမဆုံးရှုံးခဲ့ပါဘူး။ငါကနင့်အပေါ်ကိုမကောင်းခဲ့ဘူးပဲ။ဒါပေမဲ့လည်းမင်းကငါ့ကိုကူညီပေးခဲ့တာပဲ။အသက်ကိုတော့မငဲညာပဲနဲ့ငါ့ကိုကူညီပေးခဲ့တာ။ဘာမှဖြစ်ပါဘူးလေးရဲ့ပစံကိုဘလောက်ခက်ခဲခဲနဲ့ရှာရရလဲဆိုတာကျွန်တော်အသိဆုံးပါပဲ။ ဦးလေးကိုလည်းကုညီပေးဖို့ဆိုတာကျွန်တော်မှတာဝန်ရှိရည်ကျွန်တော်မျက်စိအရှိနေပဲအကုန်ဖြစ်သွားတာဆိုတော့ကုညီပေးရမှာပေါ့ဗျာဦးလေးနေရာမှာတခြားသူရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကဒီလိုပဲလုပ်မှာပဲဆိုဟမ်းမြင်မင်းကတကယ်ပဲစိတ်ထားကောင်းတဲ့သူပဲမင်းလိုကောင်းတဲ့သူကိုငါသေးစားပေါ့ကုညီပေးမှာပါအခုချိန်မှာတော့တထေးစီကဆိုဟမ်ကိုဈေးဆိုင်အကြီးကြီးဖွင့်ပေးလိုက်ပါတော့တယ်။ဒါကြောင့်သူရှိမှဈေးဝယ်ရေးထက်ပြီးအများကြီးရောက်လာခဲ့တယ်။အခုချိန်မှာတော့ဆိုဟမ်ကပတ်စံနေအများကြီးရှာခဲ့တယ်။ ပြီးတော့တနေ့အတွင်းမှာပဲပတ်စံနေအများကြီးရခဲ့တဲ့အတွက်ကြောင့်မလို့ကိုပိုင်တိန်လဲဝင်လိုက်ပါတော့တယ်ပြီးတော့မိသားစုနဲ့အတူတူပျော်ပျော်ရွှင်ပဲနေထိုင်သွားကြပါတော့တယ်